ိန္ဒိယလေးကျောင်းလိုင်းရဲ့လေရင်ပြဲကြမှုမှာမိသားစုလိုက်ပါသွားခဲ့တဲ့အိန္ဒိယကမိသားစု9ယောက်ဇွန်လ12ရက်နေ့မှာလေရင်ပြေးလမ်းကနေပြန်တက်သွားခဲ့ပြီးစက္ကန့်ပိုင်းအတွင်းမှာပြတ်ကျခဲ့တဲ့အဲအိန္ဒိယလေရင်ပေါ်မှာလိုက်ပါလာခဲ့တဲ့ခီးသည်242ဦးနဲ့အတူအိန္ဒိယနိုင်ငံမှာ Pratik Joshi တို့မိသားစုလည်းပါဝင်သွားခဲ့ကြပါတယ် ကွန်ပျူတာဆော့ဖ်ဝဲပညာရှင်တဦးဖြစ်တဲ့သူဟောင်းဇနီးနဲ့သားသမီး၃ယောက်တို့နဲ့အတူလန်ဒန်မှာပိုကောင်းတဲ့အနာဂတ်တစ်ခုကိုရဖို့အတွက်အိန္ဒိယကနေအပြီးရွှေ့ပြောင်းလာကြတယ်လို့လည်းသိရပါတယ်သူတို့မိသားစုဟာစီစဉ်စရာရှိတာတွေစီစဉ်ပြီးတဲ့နောက်လွန်ခဲ့တဲ့နှစ်ရက်ကပဲစနီးဖြစ်သူဆီယဝမ်မာလီကသူမရဲ့အလုပ်ကနေနှုတ်ထွက်ခဲ့တာပါ နှစ်ပေါင်းများစွာစီစဉ်ချကလှုပ်ဆောင်ခဲ့တဲ့လန်ဒန်မှာအပြေးတိုင်ခြေချနေထိုင်မဲ့အိမ်မက်ကိုအကောင့်ထဲပို့ဖို့အတွက်နေရင်ပေါ်ကိုရောက်ရှိနေတဲ့အချိန်မိသားစုဓာတ်ပုံလေးရိုက်ကူးပြီးတော့ဆွေမျိုးများထံပို့လိုက်တဲ့ဆရာမမိသားစု၅ဦးစလုံးရဲ့နောက်ဆုံးဓာတ်ပုံလေးဖြစ်လာခဲ့ရပါတယ်ခင်မုံဖြစ်သူပလာတစ်ဂျိုရှီဟာလန်ဒန်မှာ6နှစ်ကြာနေထိုင်ခဲ့သူဖြစ်ပြီး software engineer တဦးလည်းဖြစ်ပါတယ် သူဟာအိန္ဒိယမှာကျန်းရစ်ခဲ့တဲ့ဇနီးနဲ့သမီးငယ်၃ဦးအတွက်နိုင်ငံခြားမှာဘဝအသစ်တစ်ခုတည်ဆောက်ဖို့အတွက်နှစ်ပေါင်းရှည်ကြာစွာအိမ်မက်မက်ခဲ့တာလည်းဖြစ်ပါတယ်။နှစ်ပေါင်းများစွာခွင့်ပြုချက်များစွာကိုစောင့်ဆိုင်းပြီးတဲ့နောက်သူတို့ရဲ့အိမ်မက်တွေနောက်ဆုံးမှာတော့အမှန်ကန်ဖြစ်လာခဲ့ပါတယ်။သူရဲ့ဇနီးဒေါက်တာမာလီကလည်းအိန္ဒိယနိုင်ငံရဲ့နာမည်ကြီးဆေးရုံတစ်ခုကဆရာဝန်တဦးဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ရက်ကမှသူမရဲ့အလောက်ကနေနှုတ်ထွက်လိုက်တာပဲဖြစ်ပါတယ်။ သူတို့မိသားစုမှာအသက်၅နှစ်အရွယ်အမွာသားငယ်2ဦးအပါအဝင်သူတို့ရဲ့သားသမီး3ဦးလည်းအဆိုပါခရီးမှာပါဝင်ခဲ့ပြီးလေရင်ပြတ်ချမှုမှာပါသွားခဲ့တာလည်းဖြစ်ပါတယ်သူတို့နှစ်ဦးစလုံးဟာပညာတတ်တွေဖြစ်ကြပြီးသူတို့ရဲ့အတံမွေးဝဲချောင်းကိုဒီဇိုင်းမမက်လှူဆောင်ခဲ့ကောင်းသားသမီးများအတွက်အကောင်းဆုံးကိုပေးဖို့အတွက်ရည်ရွယ်ခဲ့ကြတာဖြစ်ပါတယ်။ ရမန်နေကဖြစ်ပေါ်ခဲ့တဲ့အိန္ဒိယလေကြောင်းလိုင်းလေရှင်ဟာလေစိမ်းကနေပြန်တက်ပြီးစက္ကန့်30ကျော်အကြာမှာပြတ်ကျခဲ့ကောင်းလက်ရှိအချိန်အထိလူ140ကျော်တိဆုံးခဲ့ကြောင်းနိုင်ငံတကာသတင်းတွေမှာဖော်ပြထားတာလည်းဖြစ်ပါတယ် Thank <laughs> you.